ကြောက်စရာတန့်ရှည်ဝင်နှန်းဇလန်သုံးဖို့ဇလန်တဲ့ကျွန်တော်ဟာအလဲတန်းကြောင်းတစ်ကြောင်းမှာတန့်ရှည်ဝင်နှန်းဖြစ်၅နှစ်နီးပါအလုပ်လုပ်ခဲ့ပူပါတယ်အဲ့ဒီတုန်းကကျွန်တော်ဟာညဆိုင်ကိုအများဆုံးဝင်ရတာပေါ့ညဆယ်နာရီလောက်မှအလုပ်ဝင်ပြီးမိုးမလင်းခင်ကြောင်းကားတွေစဝင်တဲ့အချိန်မှအိမ်ပြန်ရတာမျိုးပါအစတော့ကတော့ဒီအလုပ်ကိုကျွန်တော်သဘောကျခဲ့ပါတယ်အလဲတန်းကလေးတွေရဲ့စုညံတန်တွေဆရာဆရာမတွေရဲ့တိုင်ကြားတန်တွေနဲ့တခြားသူတွေရဲ့စကားတွေဆိုတာ နားဆွင့်စရာတော့မလိုပါဘူးဒီလောက်ကအေးဆေးတဲ့အတွက်ကြောင့်ပဲတယောက်တည်းအေးအေးဆေးဆေးအလုပ်လုပ်ရတာကိုလည်းကျွန်တော်သဘောကျခဲ့ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှကျွန်တော်အံ့ဩမိတာကနေဘက်နဲ့ညဘက်မှာကျောင်းရခံစားမှုကဘလို့တောင်ကွဲပြားခြားနာတယ်လဲဆိုတာပါပဲအဲ့ဒါကတိတ်ဆိတ်နေတာမျိုးတတတော်မဟုတ်ပါဘူးသိဆုံးနေတဲ့ခံစားမှုမျိုးပါအဆောက်အုံကအသက်ရှူနေတယ်လို့မျိုးကြွေကနေကြွေကနေအတန်တွေကထွက်နေတတ်ပါတယ်ဒီလိုအချိန်မျိုးမှာကျွန်တော်ကတယောက်တည်းဆိုတော့ ဘလို့အတန်တိတ်တိတ်လေးပဲဖြစ်ဖြစ်အလန့်တကြားဖြစ်မိပါတယ်။ဗီဒီယိုတွေဟာသူ့ဘာသာသူပွင့်နေတာမျိုး ပိုက်တွေကနယံတွေကို လာခေါက်နေတာမျိုးတွေကိုကျွန်တော်ရဲ့အုံနောက်ကလမ်းလျှောက်နေတဲ့ခြေတံတွေပဲလို့ထင်မိစေပါတယ်။အဲ့လိုအတန်မျိုးတွေကိုမကြားချင်အောင်ဆောင်ဖို့ကျွန်တော်တင်ယူခဲ့ရပါတယ်။ဒါပေမဲ့เจ้าရဲ့မြေအောင်ခန်းကိုတော့ကျွန်တော်မကြိုက်ခဲ့ပါဘူးဒီเจ้าက1950ပြည့်နှစ်တည်းတုန်းကစောက်ထားတဲ့เจ้าအူကြီးပါမြေအောင်ခန်းကတော့တဝက်လောက်ရှိပါတယ် စာသင်ခန်းလေးလိုမျိုး အကောင်းစားစောက်ထားတာမျိုးမဟုတ်ပါဘူး။မြေအောင်ခန်းကတူလောင်ခန်းတွေနဲ့ရှေးလျားပြီးကျင်းမြောင်းတဲ့လမ်းကြားတွေပါ။ပြီးတော့အပေါ်ကပိုက်တွေဝါယာကျိုးတွေလည်းတွဲလောင်းကျနေတာပေါ့ဗျာ။အခန်းတချို့မှာတော့ဆောင်းအဟောင်းတွေ၊ကျောင်းခုံအဟောင်းတွေကျိုးနေတဲ့ပရိဘောကတွေပြည့်နေပါတယ်။မြေအောင်ခန်းတစ်ခုလုံးမှာအမြဲတမ်းဆိုးထိုင်းတိုင်းအနံ့တွေထွက်နေတယ်။ပြီးတော့မိကျောင်းတွေကလည်းတချို့ကတကြီးကြီးအတန်တွေနဲ့မိတုံမိတုံဖြစ်နေတာမျိုးပါ။ အဲ့ဒီအချိန်မျိုးမှာကျွန်တော်တို့လမ်းလျှောက်ဖို့အတွက်တမ်းမီကိုယူသွားရပါတယ်။အစားတုံးကကျွန်တော်အလုပ်ဆောင်ဝင်တော့ကျွန်တော်ထက်အရင်ဝင်တဲ့တက်ကြီးဝန်ထမ်းတယောက်ကမလို့အဲ့ရင်မြေရောက်ခန့်ကိုမဆင်းပါနဲ့လို့မှာခဲ့ဘူးတယ်။အဲ့ဒါကျွန်တော်အတွက်အလုပ်ပုံမဖြစ်အောင်ပြောတဲ့စကားပဲလို့ကျွန်တော်ထင်ခဲ့မိတာ။ပြီးတော့ဂျီနီယာဟာတရေ၆တယ်လို့သူကကြည်စဲခဲ့ပါတယ်။ကျွန်တော်လည်းရှင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီပထမဆုံးတပတ်အတွင်းမှာပဲအဲ့ဒီနေရာဟာအဆောက်အအုံရဲ့တခြားနေရာတွေနဲ့မတူဘဲနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်ဆိုတာကိုကျွန်တော်တတိထားမိခဲ့ပါတယ်။တချို့ညတွေမှာမြေောက်ခန်းရဲ့တကားကိုမြင်ယုံနေပဲကျွန်တော်ကိုတုံ့လှုပ်စေပါတယ်။ဒါပေမဲ့အဲ့ဒီကိုသွားစရာမလိုတဲ့အတွက်တက်နိုင်သမျှရှောင်ခဲ့တယ်။ဒီလောက်ကိုဝင်ခဲ့တာနှစ်နှစ်လောက်ကြာတော့ကျွန်တော်ရဲ့တနေ့တာအလုပ်စီရင်မှာပွဲတစ်ခုအတွက်ခောက်ထိုင်ခုံတွေယူခိုင်းထားတာတွေ့ခဲ့ရတယ်။အဲ့ဒီထိုင်ခုံတွေကမြေောက်ခန်းထဲမှာပဲထားတဲ့အတွက်စိတ်ပြက်မိပါတယ်။ဒါပေမဲ့တာဝန်ပြုတ်ကွက်တာမျိုးမဖြစ်ချင်တဲ့အတွက် ဓမီကိုကင်ပြီးတော့လေကားတကောက်ဖွင့်လိုက်ပါတယ်။လေကားပေါ်မှာလမ်းလျှောက်နေတဲ့ကျွန်တော်ရဲ့ဖက်နဲ့အတန်တွေကကျေလွန်နေတယ်လို့ပဲဟိနေတယ်။အောက်ကိုရောက်တော့မိခလုတ်ကိုဖွင့်လိုက်ပေးမယ်။မိကျောင်းနှစ်ချောင်းလောက်ပဲလင်းနေပါတော့တယ်။ဓမီကိုဖွင့်ပြီးကျွန်တော်လျှောက်လာခဲ့တယ်။ခုံတွေကဘယ်ဘက်ကဒုတိယအခန်းမှာရှိနေရမှာပါ။ပထမအခန်းကတော့မျက်နှာချက်အထိခုံဟောင်းနေတဲ့ပြည်နေပါတယ်။ဒူရီယာအခန်းတကားကတော့တန်ကြီးတက်နေပြီးတော့ဆွဲဖွင့်လိုက်တဲ့အချိန်မှာစာရေးကုန်းကိုလက်သေးနဲ့ချစ်တယ်လို့မျိုးအတန်ထွက်နေတယ် အခန်းထဲမှာဖုန်တွေနဲ့တစ်သားစီးနံတွေရနေပါတယ်။ခောက်ထိုင်ခုံတွေကတော့နှစ်ရံမှာပုံဩထားပါတယ်။ကျွန်တော်ကခုံလေးကိုတစ်ချိန်တည်းနဲ့အများကြီးတင်နိုင်ဖို့အတွက်ကုန်ပြီးတော့ယူလိုက်ပါတယ်။ခုံလေးလုံးကိုကောက်ကင်လိုက်တဲ့အချိန်မှာကျွန်တော်ရက်တန်သွားတယ်။အပြင်ကဇင်းကြံလဲမှာတရရောက်ကသူ့ဖက်နဲ့တီကိုကျမ်းမြင်ပေါ်မှာဒရော့တိုက်ဆွဲနေတဲ့အတန်ကိုကျွန်တော်ကြားလိုက်ရလို့ပါ။ကျွန်တော်ကထိုင်ခုံလေးကိုခြင်ထားပြီးတော့အသက်အောင့်ထားပြီးတော့နားဆွနေလိုက်ပါတယ်။အတန်လည်းရက်သွားခဲ့တယ်။ ကျွန်တော်မတက်ထားရပြီးတော့တမ်မီကိုလမ်းရဲ့တစ်ဖက်တစ်ချက်စီထိုးလိုက်ပါတယ်။ဒါပေမဲ့ဘာမှမရှိပါဘူး။ကျွန်တော်ရဲ့နှလုံးခုန်တန်ကနားထဲထိကြားနေရပါတယ်။ကျွန်တော်ကအဲ့ဒါပိုက်တီအတန်မှာဒါမှမဟုတ်ရင်ငါပဲခုန်လေးကိုရွှေ့လိုက်လို့အတန်ထွက်တာဖြစ်မှာပါလို့ကိုကိုကိုအတင်းပြောနေမိတယ်။ပထမဆုံးခုန်လေးကိုတည်ပြီးလေကားကြည့်သွားတဲ့အချိန်မှာပဲပူနင်းနှွေးလေပူလေးကိုကျွန်တော်ရဲ့မျက်နှာပေါ်မှာခံစားလိုက်ရတယ်။ အဲ့ဒါဒီလိုနေရာမှာ ရှိနေတဲ့အရာမဟုတ်ပါဘူးမြောက်ခမ်းမှာလေးအေးပေးဆက်တွေဘရင်မောက်တွေမရှိပါဘူးအဲ့လိုခန်းစားမှုမျိုးဟာရေခဲတရာအဟောင်းတစ်လုံးရှိမှရှက်နေရတယ်လို့ပဲဓမီနဲ့ဆင်းညံလန်းကိုလိုက်ထိုးကြည့်ပေမဲ့လည်းဘာမှမထူးခြားပါဘူးကျွန်တော်လည်းခေါင်းခါလိုက်ပြီးတော့ခုံတွေကိုလှေကားအောက်ခြေမှာချထားကနောက်တစ်ခါထပ်ယူဖို့ပြန်သွားခဲ့ပါတယ်တူလောင်ခန်းထဲကိုပြန်ဝင်လာတဲ့အခါမှာတခုခုကိုမှားယွင်းနေတယ်လို့ခန်းစားမိပါတယ်ခုံတွေရဲ့ပုံဟာ ုံစံတစ်မျိုးဖြစ်နေတယ်လို့ပါပဲကျွန်တော်ပြန်မလာခင်ကဘယ်လိုပုံစံဖြစ်နေလဲဆိုတာကိုပြန်စဉ်းစားကြည့်မိပါတယ်နောက်ဆုံးမှာတော့ကိုပဲထင်အောင်ထင်မှဖြစ်နေတာလို့ကိုကိုကိုပြောပြီးတော့နောက်ထပ်ခုံလေးကိုယူလာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ကျွန်တော်လှည့်ထွက်လာတဲ့အခါမှာဖြုံးကနေမြေောက်ခန်းရဲ့လမ်းတောက်တစ်ခုကအတောင်ကျွန်တော်ကြားခဲ့ရတယ်ဓမီနဲ့အဲ့နေရာကိုထိုးကြည့်လိုက်တော့အဲ့နေရာတကားတစ်ချက်ဟာကျွန်တော်တေချာပိတ်ထားပေမဲ့ဟာနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ကခုံလေးကိုကြမ်းမြင်မှချပြီးတော့လေကားပေါ်ပြေးတက်ချင်နေပေမဲ့ အဲ့ဒီတကားဝမှာနေမှရက်နေမိပါတယ်ကျွန်တော်ကဟွန်းဒီတကားကခြောင်နေရဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ရင်လည်းတခြားတကားကိုဖွင့်လိုက်တဲ့အခါမှာလေဗီယာပြောင်းလာတာဖြစ်နိုင်တယ်လို့ကိုကိုကိုစင်ကြီးလေးအချင်းပေးနေမိပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ကခုံလေးကိုအမြန်တည့်ပြီးတော့လေကားစီကိုပြန်သွားခဲ့ပါတယ်နောက်တစ်ချိန်တော့တမီကိုတစ်ဖက်တည်းကင်ပြီးလက်ချီတက်တက်ပြန်လာခဲ့ပါတယ်အဲ့ဒီလိုလမ်းလျှောက်လာရင်ねဟာနေတဲ့တကားကိုကြည့်လိုက်တော့အကောင်လေး၆တွေ့သွားပါတယ် ကျွန်တော်ဖြည်းဖြည်းချင်းအဲ့ဒီနားကိုသွားခဲ့တယ်။ခြေတလန်းလန်းတိုင်းအတန်တည်းကပြည့်တင်ထက်နေတယ်။အနားရောက်တော့ဘသူရှိလဲလို့အခေါ်လိုက်ပါတယ်။ကျွန်တော်ရဲ့တန်ကဒီလိုနေရာကြီးမှာတိုးလျပြီးအပ်နေပါတယ်။ဘာတန်းမှပြန်မလာပါဘူး။တကားကိုတုံ့ဖွင့်လိုက်ပြီးတော့တမီးနဲ့အထဲကိုထိုးလိုက်တော့အခန်းထဲမှာဖုံနေတဲ့သိပ်ပံပစ္စည်းတွေအထက်လိုက်ပုံထားတဲ့တစ်တာတွေနဲ့ပင့်ကူအိမ်တွေပဲရှိနေတယ်။အထဲကိုခဏလောက်ဝင်လိုက်တဲ့အခါမှာတော့နှလုံးခုန်နှုန်တွေကအယမ်းမြန်နေပါတယ်။ အဲ့ဒီအချိန်မှာပဲအနောက်ကလမ်းထဲမှာတခုခုကိုဒရိုတိုက်ဆွဲထားတဲ့တောင်ထက်ကြားလိုက်ရပါတယ်။ကျွန်တော်လှည့်လိုက်ပြီးတော့ဓမင်းနဲ့ထိုးကြည့်လိုက်တော့ဘာမှမရှိပဲအရှိတ်တွေကွန်ကရစ်တွေပဲမြင်နေရပါတယ်။ဒါမဲ့ကျွန်တော်တယောက်ယောက်ကကြည့်နေတယ်လို့ခံစားလိုက်ရပါတယ်။အသားတွေကတခုလုံးစသိမ်းထားနေတယ်။ခုံတွေကိုလည်းစိတ်ဝင်စားတော့ပါဘူး။ဖြည်းဖြည်းချင်းနောက်ပြန်ဆုပ်ပြီးတော့ဓမီးကိုလှေကားအောက်ရောက်တဲ့အထိလမ်းကိုချိန်ထားလိုက်ပါတယ်။လှေကားအောက်ရောက်တဲ့အချိန်မှာကျွန်တော်ချထားခဲ့တဲ့ခုံတွေကိုတကြိမ်တည်းတည့်ပြီးတော့ နှစ်ထချင်းခုံတက်ခဲ့တယ်။အပေါ်ရောက်တော့မှအသက်ကိုမှန်မှန်ရှူပြီးတော့နှယံကိုမိကချွေးတွေကျလာပါတယ်။ကိုပဲထင်အောင်ထင်မှဖြစ်နေတာဖြစ်မယ်။ကြွတာမှမဟုတ်ရင်ရေပိုက်တွေဖြစ်မှာပါလို့ကိုကိုကပြောခဲ့ပါတယ်။ဒါပေမဲ့ဟနေတဲ့တကားအကြောင်းတော့ရှင်းပြလို့မရခဲ့ပါဘူး။အရင်ညကစပြီးလေကားတကားကိုပြန်မပိတ်ရပါမယ်။ကျွန်တော်ပိတ်ခဲ့ပါတယ်။ပြီးတော့အိုင်ယာအောက်ကိုထပ်ပြီးတော့မစင်းခဲ့ပါဘူး။တပတ်ကြာတော့မြေအောက်လေကားရဲ့အပေါ်ကစင်းချက်လန်း ကျွန်တော်တို့ပြန်စည်းလဲနေတော့ရုတ်တရက်အတန်တတောင်ထက်ကြလိုက်ရပါတယ်တရက်ရောက်ကနယံကိုလက်သီးနဲ့ထိုးသလိုမျိုးအတန်သုံးတန်ကတတန်ပြီးတတန်ထွက်လာတာကိုကြားလိုက်ရပါတယ်လက်ထဲကကြမ်းလိုက်တန်အောက်ကိုပြုတ်ကျပြီးတော့ရေတွေလည်းစီးကျလာခဲ့တယ်ကျွန်တော်ရက်လိုက်ပြီးအတန်တွေကိုနားထောင်နေခဲ့ပါတယ်နောက်တော့မြောက်ခန်းတကအထက်ရတရက်ရောက်ကတွန်းနေသလိုတကြွကြီးအတန်တွေထွက်နေခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့ကျွန်တော်မြောက်ခန်းကိုတယောက်တည်းမစင်းရဲတော့ပါဘူးတကယ်လို့တခုခုယူစရာရှင့်အောင်မှာ တခြားဝန်ထမ်းအနေနဲ့အတူတူသွားခဲ့ပါတယ်။ကျွန်တော်ကြားခဲ့တာတွေကိုဘယ်သူကမှမပြောပြခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူတို့ကကျွန်တော်ကိုလှောင်ပြောင်းတာဒါမှမဟုတ်ရင်တရေလို့ခေါ်တဲ့အရာအကြောင်းပြောမှသိနေလို့ပါ။ဒါပေမဲ့ကျွန်တော်ဘယ်လိုခံစားခဲ့ရလဲ။ဘာတွေကိုကြားခဲ့ရလဲဆိုတာကိုကျွန်တော်သိပါတယ်။ဒီနေ့ထိကျွန်တော်ရဲ့နောက်ကျောင်းကနေသူတို့တိုက်ဆွဲလာတဲ့ခြေတံအကြောင်းကိုတွေးမိတိုင်းဖြုတ်အံ့ကျင်တယ်လို့ခံစားရပါတယ်။ ဆက်လက်နေကျွန်တော်ဟာအထက်တန်းကျောင်းတစ်ကျောင်းမှာတန်ရှင်းဝန်ထမ်းဖြစ်၃နှစ်ကြာလုပ်လုပ်ခဲ့ပါတယ်။အဖွဲထဲမှာအငယ်ဆုံးဖြစ်တဲ့အတွက်ညဆိုင်တွေကိုအများဆုံးဝင်ရပါတယ်။အစားအုံကအရင်ကြီးမားပါတယ်။အထက်လေးထက်အားကစားရုံနှစ်ရုံနဲ့ဖွဲ့စည်းထားပြီးတော့ညဘက်လူရှင်းသွားရင်တော့အရာမဝင်ကဘာကြီးတွေရောက်နေတယ်လို့မျိုးပါပဲ။ကျွန်တော်တို့ရဲ့လောက်ကတစ်ထပ်ပြီးတစ်ထပ်အခန်းတစ်ခန်းပြီးတစ်ခန်းကိုမီးတွေပိတ်အမိုက်တွေတိမ်းပြီးကြကားတွေပိတ်ရတာပါ။ ီလုတ်တွေကိုတညာလုံးလုံးရတာဖြစ်ပြီးတော့တမန်ကရှန်ကလုတ်လိုက်မယ်ဆိုရင်တခုခုကိုကြော်သွားမိနိုင်ပါတယ်။တောက်ကြံနေညတညမှာတော့တခြားဝန်ထမ်းတယောက်ကဖျားတာကြောင့်ကျွန်တော်တယောက်တည်းအလုပ်လုပ်နေခဲ့ရပါတယ်။ပုံမှန်ဆိုရင်နှစ်ယောက်တည်းအလုပ်လုပ်ရတာဆိုတော့တယောက်တည်းအလုပ်လုပ်ရတာကိုကျွန်တော်မကြိုက်ခဲ့ပါဘူး။ပထမတော့အလုပ်ကပုံမှန်ပါပဲ။ပထမတက်မှာစပြီးအမိုက်တီသိနေရာတွေကိုတန်ရှင်းလုပ်ပြီးစင်ကြလန်တွေကိုကျန်းတိုက်တန်းနဲ့တိုက်နေတာပေါ့ဗျာ။ ဇင်ကြလန်တချို့ကမိတွေကမိတုံမိတုံဖြစ်နေပြီးတော့အရှိတ်တရားပုံမှန်မဟုတ်ပဲဖြစ်နေပေမဲ့ဒီအဆောက်အအုံကပုံမှန်ပါပဲလို့ကိုကိုကိုပြောနေမိပါတယ်။ညတကောင်လောက်မှာတော့တတိယတက်ကိုရောက်ခဲ့ပါတယ်။ဒီထက်ကကျွန်တော်ကိုစိတ်မသက်မသာဖြစ်စေပါတယ်။ဘာလို့လဲဆိုတော့တခြားအထက်တီထက်ပိုတိတ်ဆိတ်နေလို့ပါပဲ။ဒီအထက်မှာတောခတ်ထားတဲ့အခန်းဟောင်းတွေအများကြီးရှိပါတယ်။တချို့ခန်းတွေကတော့ဖုံတက်နေတဲ့စာအုပ်တွေ၊ပရီဘောကတွေနဲ့ တက်ခွဲခန်းသုံးပစ္စည်းတွေနဲ့ပြည့်နေပါတယ်။ကျွန်တော်ကလမ်းလျှောက်လာရင်းနဲ့ဗီဒီယိုတွေကိုဖျက်ခဲ့ပါတယ်။တတုတကားတွေရဲ့ကြီးကနေအတန်အနေနဲ့ကျွန်တော်ရဲ့ခြေတန်တွေကပြည့်တင်ထနေခဲ့တယ်။ကျွန်တော်လည်းဒါရီယာပုံမှန်ပဲလို့ကိုကူကိုတတိပေးနေမိပါတယ်။ခြေချက်လမ်းကိုကြမ်းလိုက်တန်နဲ့တိုက်နေရင်ပေ20လောက်กว่าမှာတကားတစ်ချက်ကဟနေတာကိုတွေ့လဲရပါတယ်။အစတော့ကအခန်းတိုင်းကိုစစ်ခဲ့ပြီးတောက်ခတ်ထားတာကြောင့်ကျွန်တော်ထိတ်လန့်သွားပါတယ်။ အစားတော်ကတော့အဲ့နေရာကိုအမြန်ကြော်ပြီးတော့မတိချောင်ဆောင်မှုပဲစဉ်းစားခဲ့ပါတယ်။ဒါပေမဲ့တခုခုကြောင့်ကျွန်တော်ကိုရက်တန့်သွားစေခဲ့ပါတယ်။ကျန်းတိုက်တောင်နေရာမှာမိထားပြီးတကားစီဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်။တကားကဖံမရင်ပေါက်ပါတဲ့အခန်းတကားဟောင်းတစ်ချက်ပါ။တမီးနဲ့အတဲကိုထိုးလိုက်တော့အခန်းကဗလာနဲ့ထိပါပဲ။စပွဲတွေကနိုင်ရန်တခြားမှာပုံထားပြီးတော့တစ်တာတွေကတောင်းနေမှရှိနေပါတယ်။ပထမတစ်ချက်ကြည့်လိုက်တော့ဘာမှမရှိပါဘူး။ ဒါပေမဲ့နောက်ဖေးနိုင်ရန်နာတစ်တာတလုံးကိုရွှေ့ထားတာကိုကျွန်တော်သတိထားမိလိုက်တယ်။တစ်တာတခြားတစ်တာတွေနဲ့မညီပဲနဲ့စောင်းနေပြီးတော့ကျမ်းမြင်မှာလဲတို့တိုက်ဆွဲသွားတဲ့အရာတွေကိုတွေ့လိုက်ရတယ်။ကျွန်တော်ရဲ့ဖိုက်ကအောင့်လာတယ်လို့ခံစားရပါတယ်။ကျွန်တော်အစတုန်းကအဲ့ဒီတကာကိုပိတ်ခဲ့တာပါ။ပြီးတော့အဲ့တစ်တာကိုလည်းမရွှေ့ခဲ့ပါဘူး။ကျွန်တော်ကအဲ့ဒါဘာမှမဟုတ်ပါဘူး။ငါပြင်မှန်းလို့စိတ်ထင်အောင်ထင်မှဖြစ်နေတာပါလို့ကိုကိုကိုပြောနေမိပါတယ်။ အဲ့ဒီတကောင်ကိုပြန်ပိတ်လိုက်ပြီးတော့ကျန်တိုက်တန်နဲ့ဇင်းညလန်းကိုဆက်တိုက်နေခဲ့မိတယ်။ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာအဲ့ဒီအခန်းအကြောင်းပဲစဉ်းစားနေမိပါတယ်။ចောင်းသားတယောက်ယောက်ကခိုးဝင်လာတာများလားဆိုပြီးဗရင်းမောက်တွေကိုပါစစ်ဖို့အတွက်စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ဗရင်းမောက်တွေရောလန်းရဲ့တကားတွေရော အထက်ကနေတောခတ်ထားတာကြောင့်မဖြစ်နိုင်ပါဘူး။စောင့်ကြည့်ခံနေရတဲ့ခံစားမှုကကျွန်တော်ရဲ့အာရုံကိုလွှမ်းမိုးနေပြီးတော့တန်ရှင်းလို့လို့မရတော့ပါဘူး။ အဲ့ဒီဈေးညံလန်းကိုပြီးသွားတဲ့အခါမှာတော့ဒုတိယထက်ကိုသွားဖို့အတွက်လှေကားစီကိုဆင်းလာခဲ့ပါတယ်။အဲ့ဒီခန်းကိုထပ်ဖြတ်သွားတဲ့အခါမှာတော့ကျွန်တော်ရဲ့နှလုံးသားကရတက်လို့နီးပါပါပဲ။အဲ့ဒီတခါကြီးကအကျိပွင့်နေပါတယ်။အသက်ရှူရအောင်မှကြက်လာပါတယ်။တကားထဲကိုဖြည်းဖြည်းချင်းဝင်ကြည့်လိုက်တော့တစ်တာကျမ်းမြန်လေးကိုရှောင်နေတယ်။ကျွန်တော်ရဲ့နှလုံးခုန်တော့မြန်နေတယ်။ဘသူရှိလဲလို့တူတူလေးမေးလိုက်ပါတယ်။ကျွန်တော်ရဲ့အတန်အဒီလိုနေရာကြီးမှာအရန်တိုးနေပါတယ်။ဘာမှပြန်မလာပါဘူး။ နောက်တော့အခန်းရဲ့အနောက်ဖေကနေဖြည်းဖြည်းလေးအသက်ရှူတဲ့အောင်ကြားလိုက်ရတယ်။လေတိုက်တာပိုက်တွေအတန်ပြေးတာမဟုတ်ပါဘူး။တရရောက်ကကျွန်တော်ကိုကြားစီခြင်းလို့တူတူလေးအသက်ရှူနေတာပါ။ကျွန်တော်ကိုကိုကိုကျောင်းသားတယောက်ကအထက်မှာပုန်းနေပြီးတော့နောက်ပြောင်နေတာဖြစ်မယ်လို့တွေးနေမိတယ်။ဒါမဲ့သူတို့ဘယ်လိုဝင်လာခဲ့တာပါလဲ။ဒီနေရာမှာကျွန်တော်တယောက်တည်းပဲရှိတယ်မှာတယ်။တကားတွေအားလုံးလည်းတော့ခတ်ထားပါတယ်။တကားကိုဆောင်းပိတ်လိုက်ပြီးတော့လေကားစီပြေးသွားခဲ့ပါတယ်။ ရှင်ခုန်တန်နေရမြင်နေပြီးတော့ချွေးတွေလည်းထွက်နေပါတယ်။လှေကတကားကိုမှီပြီးတော့နားဆွနေခဲ့တယ်။ညကြီးမင်းကြီးသူ့အစိမ်းနောက်ဆက်ဖြစ်စေမယ့်ကိစ္စတွေမပြောချင်တဲ့အတွက်ကျွန်တော်ရဲ့ခေါင်းဆောင်ကိုမခေါ်ဖို့အတွက်စဉ်းစားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်ဖုန်းခေါ်လိုက်တယ်။သူကကျွန်တော်ရဲ့တန်ကိုတေချာနားထောင်ပြီးတော့မိနစ်20လောက်ဆိုရောက်ပြီလို့ပြောခဲ့ပါတယ်။အဲ့ဒီမိနစ်20ကအနိုင်နဲ့ချီကြာနေတယ်လို့ခံစားရပါတယ်။ ကျွန်တော်ကအဲ့ဒီခန်းနဲ့အတက်နိုင်ဆုံးဝေဝေးမှနေပြီးတော့တစ်စက္ကန့်ပြီးတစ်စက္ကန့်နောက်ကိုလှည့်ကြည့်နေခဲ့မိတယ်။နောက်ဆုံးမှတော့သူရောက်လာခဲ့ပါတယ်။သူကဓာမီကြီးတစ်ခုကိုကင်ပြီးအခန်းထဲကိုတန်းဝင်သွားပါတယ်။တစ်တာအလဲမှရှိနေဆဲပါပဲ။ကျွန်တော်တို့ကဗီဒီယိုတွေအောက်စပွဲအောက်စပွဲတွေရဲ့အနောက်ဖေးတွေကိုလိုက်ကြည့်ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။သူကကျွန်တော်ပင်မနေလို့ဒါမှမဟုတ်ရင်ထင်အောင်ထင်မှားဖြစ်နေတာလို့ပြောခဲ့ပါတယ်။ကျွန်တော်ဘာမှမပြောတော့ပါဘူး။ဒါပေမဲ့ကျွန်တော်ဖာကြားခဲ့လေဆိုတော့ကျွန်တော်သိပါတယ်။ ဲ့ဒီဖြည်းဖြည်းနဲ့လေးနက်တဲ့အသက်ရှူတန်းဟောပါပဲသူ့ကိုဖို့ပြုတ်ခိုင်းပြီးအလုပ်တွေကိုဆက်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီခန်းကိုပဲကျွန်တော်ခဏခဏကြည့်နေမိပါတယ်ဇင်းချန်လန်ကအရင်အထက်ပို့ပြီးတော့အေးစိတ်နေသလိုပဲတပြက်စီးလဲတာနဲ့ကြမ်းတိုက်တာတွေကလည်းကျွန်တော်ရဲ့စိတ်ကိုအာယုံလွယ်စီခဲ့ခြင်းမရှိပါဘူးဗီဒီယိုတွေရှိကိုဖြတ်သွားတိုင်းတရရောက်ကတကားကိုဖွင့်လိုက်တော့မယ်လို့ထင်နေမိတယ်အချိန်တိုင်းဟာလည်းလူတယောက်လိုပါပဲ။ တရင်မတေကြတော့နောက်ထပ်အသက်ရှင်ဝင်တဲ့တယောက်နဲ့လိုလုတဲ့ချိန်မှာသူကလွန်ခဲ့တဲ့နှစ်တည်တုန်းကကျောင်းသားတယောက်ကအဲ့ဒီအခန်းထဲမှာတညလုံးပုန်းနေခဲ့ကြောင်းပြောပြခဲ့ပါတယ်။သူတို့ကနောက်ပြောင်မှုအတွက်ဝင်လာခဲ့ပေမဲ့ဝန်ထမ်းတွေကိုအရန်ကြောက်သွားစေတဲ့အတွက်နောက်ထပ်အဲ့ဒီခန်းကိုဘယ်သူမှမသုံးတော့ဘူးလို့လည်းပြောခဲ့ပါတယ်။အဲ့ဒါလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကြားခဲ့တဲ့အသက်ရှူတန်းကိုတော့ရှင်းမပြနိုင်ခဲ့ပါဘူး။အဲ့ဒီမှာကျွန်တော်မှလွဲပြီးတော့ဘယ်သူမှရှိမနေတတ်ပါဘူး။ ကျွန်တော်လုံစင်းပြီးတော့ပြန်လာခဲ့ပေမဲ့အရိကိစ္စကိုပြန်တွေးလိုက်တိုင်းရှင်နေတုံလာပါတယ်ကျွန်တော်တတိထားလာခဲ့ပါတယ်လမ်းလျှောက်လာရင်းနဲ့တကားအလုံးကိုတော့ခက်ခဲ့ပါတယ်တမီးကိုစမ်းမြေကိုထိုးထားပြီးအဲ့ဒီလမ်းကိုဖြတ်သွားတဲ့အချိန်မှာလေကားနားမှာနေခဲ့ပါတယ်လာနေခဲ့ကြတော့တယောက်တည်းညာဆိုင်ကိုထပ်ဆင်းခဲ့ပါတယ်ကျွန်တော်တရိယာထက်ကိုတက်နိုင်တဲ့များရှောင်းခဲ့တယ်နောက်ဆုံးမှာတော့သွားရမယ်ဆိုတဲ့အချိန်မှာအတက်နိုင်ဆုံးအမြန်သွားခဲ့ပါတယ် အဲ့ဒီတန်ကိုထပ်မကြားရတော့ဘူးလို့ထင်နေခဲ့ပါတယ်။စောင့်ကြည့်ခံနေရတဲ့ခံစားမှုဟာပြောင်းမသွားပါဘူး။အဲ့ဒီအခန်းထဲဝေးတဲ့နေရာမှာရှိနေတော့မှ တရရောက်ကကျွန်တော်ကိုကြည့်နေတယ်လို့ပဲ။ကျမ်းမြင်ရဲ့အတန်းတိုင်းဟာကျွန်တော်လန့်စီတယ်။ကျွန်တော်လှုပ်ပြီးတော့အမြန်ထွက်လာခဲ့ပြီးတော့အနောက်ကိုယ်တော်မှာပဲမလဲကြည့်တော့ပါဘူး။အဲ့ဒီထက်မှတယောက်တည်းအလုပ်လုပ်ဖို့ကိုလည်းညှင်းနေတယ်။နေတီကြပြီးရဲ့နောက်မှာတော့မှအဲ့ဒီနေရာကိုတက်နိုင်သမျှရှောင်ခဲ့ပါတယ်။ကျောင်းသားတရရောက်ပုံနေတာလားဒါမှမဟုတ်ရင် အချားတစ်ခုခုလားဆိုတာကိုတော့ကျွန်တော်ဘယ်တော့မှရှာဖွေသိရှိနိုင်မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့ဘလာနတ်တိဖြစ်နေတဲ့အခန်းတစ်ခုကထွက်လာတဲ့အသက်ရှူတံကိုတော့ကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။အခုဒီကျွန်တော်ရဲ့ခေါင်းထဲမှာဒီတံကိုကြားနေရတော့မှာပဲ။ဆလန်တော့ကျွန်တော်ဟာအထက်တန်းချောင်းဟောင်းတစ်ခုမှာနှစ်နှစ်လောက်ညဆိုင်တန့်ရှင်းဝန်ထမ်းဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ဒီလောက်ရဲ့စိုးစုံအပိုင်းကတော့ပြဿက်ယုံပါပဲ။ ပြဆက်ရုံမှာထိုင်ကုန်သုံးချက်အရာမဆင်မြင်းတစ်ခုနဲ့မျက်နှာချက်ကနေဆွဲထားတဲ့ရှီလျာပြီးလေလက်နဲ့လိုက်ကြရရှိပါတယ်။နေဘက်မှာတော့ပုံမှန်ပါပဲ။ဒါပေမဲ့ညဘက်လူရှင်းသွားတဲ့ချိန်မှာတော့တနေရာလုံးဟာတမျိုးဖြစ်နေသလိုပဲ။မိတွေဖွင့်ထားရင်တော့မှအရေးတရားပုံမှန်ထက်ကိုပဲမှောင်နေသလိုပဲ။အတန်တည်းရလဲထူးဆန်းစွာနဲ့ထွက်နေတတ်ပါတယ်။တပြက်စီတခြားကိုချလိုက်ရင်တော့အတန်အပက်တင်ထပ်ပြီးဘယ်နေရာကနေလာလဲဆိုတာကိုသိဖို့ခက်ပါတယ်။ အဲ့ဒီနေရာကိုသွားမှအောင်မုန်းတာကြောင့်နောက်ဆုံးမှသွားလိမ့်ရှိပါတယ်။အဲ့ဒီနေရာဟာကျွန်တော့်ကိုယဉ်နေတုံစီသလိုတစ်နှစ်ရဲ့ဆောင်းရာသီအကုန်ပိုင်းမှာမနှစ်ပိုင်းပြဆက်ပြဖို့ရှိတာကြောင့်ကျွန်တော်ပုံမှန်ထက်စောပြီးတော့အသင့်ရှင်လုပ်ရတယ်။တကောင်လောက်မှကျွန်တော်ရဲ့တွန်းလှဲကိုဆွဲပြီးတော့ရောက်လာခဲ့ပါတယ်။ဘေးဘက်တကောင်ဖွင့်လိုက်တဲ့အခါမှာကြွေကနေအတန်ထွက်လာပြီးတော့ကျွန်တော်ရဲ့နောက်ကျောဘက်ကနေပြန်ပိတ်လိုက်တဲ့အခါမှာတော့အတန်ကြီးဟာပြည့်တင်ထက်နေပါတယ်။ထိုင်ကုန်ကြားအလန်းတွေကိုတပြက်စီးလဲပြီးတော့ကျွန်တော်စားခဲ့ပါတယ်။ တချို့ထိုင်ကုန်တွေကတော့ကျမ်းမြင့်မှာတန်းထဲရိုက်ထားပြီးတော့တချို့ထိုင်ကုန်တွေကတော့လှုပ်နေပါတယ်။တပြက်စီလဲနေတဲ့ကျွန်တော်ရဲ့အတန်းကနယံနေမှာရောမျက်နှာချက်မှာပါပဲ့တင်ထက်နေပါတယ်။မိနစ်နဲငယ်ကြာတော့တခြားအတန်းတန်းကိုကြားလိုက်ရတယ်လို့ထင်မိပါတယ်။အစားတော့ကတော့ဆင်မြင့်ပေါ်ကနေတူတူလေးလာသလိုပါပဲ။ကျွန်တော်ရက်လိုက်ပြီးတော့တကူကူပြုတ်ကြတာများလားလို့တွေးခဲ့တယ်။ဒါပေမဲ့ကြည့်လိုက်တဲ့အခါမှာတော့ဆင်မြင့်ကတော့ဗလာနှစ်ထိပါပဲ။ ခေါင်းကိုခါလိုက်ပြီးတော့ဘာမှမဟုတ်ပါဘူးလို့ကိုကိုကိုပြောခဲ့တယ်။ဆက်ပြီးတော့လဲနေတဲ့အချိန်မှာပဲအတန်အောင်ထက်ကြားခဲ့ရတယ်။ဒီတစ်ခါမှပိုရှင်းတယ်။ဆင်မြင့်ပေါ်မှာခြေလှမ်းနှင်းလေးတွေလှမ်းနေတဲ့အတန်မှာတပြက်စီးလဲတာကိုရက်လိုက်ပြီးတော့ဆင်မြင့်ပေါ်ကိုကြည့်လိုက်တယ်။ထောက်နေမှာပစ္စည်းတွေကိုပုံထားတာကိုမြင်နေရတယ်။ဘာမှမရွေ့ပါဘူး။ဒါပေမဲ့ဒီအတန်ကတော့တကယ့်အစ်စ်ပါ။ကျွန်တော်ရဲ့အသက်ရှူတဲ့ဟာတိမ်ဝင်သွားပါတယ်။ ဖြည်းဖြည်းချင်းဆင်မြင့်ပေါ်တက်လိုက်ပြီးတော့တမီနဲ့လိုက်ကအနောက်ကိုထိုးကြည့်လိုက်ပါတယ်။ကျိုးတွေ၊ဇပွဲတွေ၊ကလက်ထိုင်အဟောင်းတွေနဲ့အခန်းလှဆိုင်ပစ္စည်းတွေကိုနယံမှာပုံထားတာကိုမြင်ရပါတယ်။အလုံးကဖုံနေနဲ့ဖုံးနေပါတယ်။ကျွန်တော်ကအဆောက်အဝါပုံမှန်ပါပဲလို့ကိုကိုကိုပြောပြီးတော့ဆင်မြင့်ပေါ်ကနေ နောက်ပြန်ဆုတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီခံစားမှုဟာပျောက်မသွားခဲ့ပါဘူး။ကျွန်တော်တတ်နိုင်ဆုံးမြင်မြန်ပြီးအောင်လို့လှဲနေခဲ့တယ်။ အဲ့ဒီနှီးကွေးတဲ့ခြေတန်းကကျွန်တော်ရဲ့ခေါင်းထဲမှာပဲ့တင်ထက်နေတယ်။အောက်ထပ်ကိုပြီးသွားတဲ့အခါမှာတော့ကျန်းလိုက်တန်နဲ့ဆပြီးတော့တိုက်ခဲ့ပါတယ်။ကျန်းလိုက်တန်ကိုထိုင်ကုန်းနေကြားထဲတွန်းလိုက်တဲ့အချိန်မှာဒူရီယာတကထိုင်ကုန်းနေပေါ်မှာအရိတ်အတန်ထွက်သွားတာကိုကျွန်တော်တွေ့လိုက်ရတယ်။တမီးနဲ့ထိုင်ကုန်းလေးကိုထိုးကြည့်လိုက်တော့ဘာမှမရှိပါဘူး။ကျွန်တော်ကဒါအလင်းရောင်ကြောက်မှာလို့ကိုကိုကိုပြောခဲ့တယ်။ကျွန်တော်ရဲ့နောက်မှာတရရရောက်ရှိနေတယ်လို့ခံစားရတာကြောင့်ကျွန်တော်ရဲ့နောက်ကျောင်းကိုနှယံမှမိပြီးတော့ ဖြည်းဖြည်းချင်းရှောင်နေခဲ့ပါတယ်။အောက်ထပ်ကိုကြမ်းလိုက်တန်တိုက်လို့ပြီးသွားတဲ့အခါမှာတူတူလေးပြောနေတဲ့အတန်ကိုကြားခဲ့ရတယ်။ဘာစကားလုံးလဲဆိုတာတော့မခွဲခြားနိုင်ပေမဲ့အတန်ကကျွန်တော်ရဲ့အပေါ်ကလတာဆောင် ထိုင်ကုန်နေစီရနေလာနေပါတယ်။ကျွန်တော်ရဲ့နှလုံးခုန်နှုံးနေရမြန်လာပြီးဓမီတွေကလည်းတုံနေခဲ့တယ်။ပြေးခြင်းပင်မဲ့အလုတ်ကိုအပြီးတက်အမှဖြစ်တဲ့အတွက်မပြေးခဲ့ပါဘူး။အပြင်ကတရားရောက်ဖြစ်လိမ့်မယ်ဓမ္မမုံရင်လည်းအမိုက်သိန်းဝန်ထမ်းတယောက်ကတခုခုမေ့ချန်ခဲ့လို့လာယူတာဖြစ်နိုင်တယ်လို့ ကိုကိုကိုပြောနေခဲ့ပေမဲ့ကျွန်တော်တယောက်တည်းဆိုတာကိုသိနေခဲ့ပါတယ်။ဖြည်းဖြည်းချင်းကြမ်းတိုက်တန်နဲ့တိုက်နေခဲ့တယ်။တူတူလေးပြောနေတဲ့အတန်ကျွန်တော်ရဲ့အနာကိုရှောက်လာတယ်လို့ပဲ။ကျွန်တော်ကဘသူလဲလို့အော်မင်းနေခဲ့ပေမဲ့ကျွန်တော်ရဲ့အတန်အားနေနေခဲ့ပါတယ်။ဘာတန်မှပြန်မလာဘဲနဲ့ကျွန်တော်ရဲ့အတန်ပဲပဲ့တင်ထပ်နေခဲ့ပါတယ်။အောက်ထက်ကိုကြမ်းတိုက်လို့ပြီးသွားတဲ့အခါမှာတော့ဆင်မြင့်မော်ကိုစပြီးတော့တန်ရှင်းလို့ဖို့အတွက်တက်ခဲ့တယ်။လီကားတွေကအဆုံးမရှိဖြစ်နေပြီးတော့ဓမီကိုရွှေ့လိုက်တိုင်း ကျွန်တော်ရဲ့တမီးအလင်းရောင်အစောမှာတခုခုမြင်နေရတယ်လို့ထင်မိတယ်။တခါတလေတော့အရေးတခုရွှေသွားတယ်လို့ပဲ။တခါတလေတော့ကျွန်တော်ရဲ့စိတ်ထဲမှာပဲ။စင်မြင့်မော်ရောက်တဲ့အခါမှာကျွန်တော်ဟာအောက်ထပ်ကိုကြည့်လိုက်ပါတယ်။ထိုင်ကုန်နေရမှောင်မိုက်နေပြီးတော့လက်သားဆောင်ကိုတမီးနဲ့ထိုးလိုက်တဲ့အခါမှာတော့အရေးတခုကထိုင်နေတာကိုခဏတာမြင်လိုက်ရတယ်။ဒါပေမဲ့မျက်တော်ကန်လိုက်တဲ့အခါမှာတော့ပျောက်သွားခဲ့ပါပြီ။ကျွန်တော်က ဒါထိုင်ကုန်ဒါမှမဟုတ်ရင်အင်ဂျီအရေးဖြစ်မှာပါလို့ကိုကိုကပြောခဲ့ပါတယ်။ဒါမဲ့လည်းအဲ့ဒီခံစားမှုဟာပြောက်မသွားခဲ့ပါဘူး။တူတူလေးပြောတဲ့အတန်ဟာပူပြီးရှင်းလာခဲ့ပါတယ်။ကျွန်တော်ရဲ့နာမည်ကိုဓာတ်ရိုက်ခေါ်လိုက်တယ်လို့ပါပဲ။ကျွန်တော်ကအယမ်းမြမြန်လှည့်လိုက်တာကြောင့်တမီးတော်ကျွတ်သွားခဲ့ပါတယ်။စင်မြင့်ကဗလာနှက်ထီပါပဲ။ပစ္စည်းတွေဟာအရင်နေရာမှာပဲရှိနေပြီးတော့လိုက်ကာတွေလည်းမရွေ့ပါဘူး။ဒါပေမဲ့အတန်ကိုကျွန်တော်စိတ်ကူးနဲ့ကြားခဲ့တာမဟုတ်ကြောင်း ကျွန်တော်သိနေခဲ့ပါတယ်။နှလုံးခုန်တဲ့နေရာမြန်နေပြီးတော့ဖြည်းဖြည်းချင်းနောက်ပြန်ဆုပ်ရင်းနဲ့ဘေးဘက်ကတကားစီကိုသွားခဲ့ပါတယ်။ဆင်မင်းရဲ့အစောမှရက်လိုက်ပြီးတော့နားထောင်လိုက်တဲ့အခါမှာတော့အပေါ်ထက်လာတာဆောင်ပေါ်မှာ ဖြည်းဖြည်းချင်းလမ်းလျှောက်နေတဲ့အတန်းတွေကိုကြားလိုက်ရပါတယ်။ကျွန်တော်ကဒါမှမဖြစ်နိုင်ကြအောင်ကိုကိုကိုပြောနေခဲ့ပါတယ်။ဒီပြဆက်ရုံဟာတော့ခတ်ထားပါတယ်။ဘယ်သူမှရှိမနေတတ်ပါဘူး။ခြေတန်တွေကကျွန်တော်ကိုကြည့်နေပြီးတော့တလှမ်းပြီးတလှမ်းလှမ်းနေတယ်လို့ပဲ။ နောက်ဆုံးမှာတော့ကျွန်တော်တကားစီကိုပြေးပြီးတော့လက်ကင်ကိုဆွဲခွင့်လိုက်ပါတယ်။အေးဆက်တဲ့လေကကျွန်တော်ကိုဖြတ်တက်လိုက်ပြီးတော့တပြင်းချလိုက်မိတယ်။ဒါပေမဲ့ခြေတံလေးရဲ့ပက်တင်သက်ဟာတဖြည်းဖြည်းမေးမိန်သွားတာကိုကြားနေရတော့မှာပဲ။ကျွန်တော်ရဲ့လက်တွေကတုံနေတာကြောင့်တကားကိုတော့တေချာပိတ်လို့မရပါဘူး။တကားကိုမှီပြီးတော့အသက်ရှူနေခဲ့ပါတယ်။အဲဒီညကကျွန်တော်ပြန်မဝင်တော့ပါဘူး။နောက်နေ့မနက်ပါတော့တခြားဝန်ထမ်းတယောက်ကိုဖြစ်ခဲ့တာတွေပြောပြတဲ့အခါမှာသူကကျွန်တော်ကိုလှောင်ရင်ပြီးတော့ ဒီဆောင်ဟာဟောင်းနေပြီလေအဲ့ဒါကြောင့်ဖြစ်မှာပါလို့ပြောခဲ့ပါတယ်။ဒါမဲ့ကျွန်တော်တော့မယုံပါဘူး။အဲ့တတိုးလေးပြောနေတဲ့အတန်နာမည်ကိုခေါ်လိုက်တဲ့အတန်နဲ့အပေါ်အခြေတန်တွေကိုတော့ကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။အဲ့နောက်ပိုင်းမှာတော့ကျွန်တော်အဲ့ဒီပြဆက်ရုံကိုတန်ရှင်းမလုပ်တော့ပါဘူး။အဲ့ဒီလုံမှလည်းအကြ ాయి မလုပ်တော့ပါဘူး။ဒါပေမဲ့တခါတလေတော့အဲ့ဒီနေရာမှာတခြားသူတွေရှိနေရင်တော့အေးဆက်တဲ့ဖိအားကိုခံစားရပြီးတော့တရရောက်ကကျွန်တော်ကိုစောင့်ကြည့်နေတယ်လို့ထင်နေမိပါတယ်။ ျွန်တော်ရဲ့ခံစားမှုကတော့တကယ်ပါပဲကျွန်တော်ကစိတ်ကစင့်ကလေးရဖြစ်မှုတဲ့လူမျိုးလည်းမဟုတ်ပါဘူးဒါကြောင့်ဒီကိစ္စတွေကကျွန်တော်ကိုဒီနေ့ထိနားမလည်နိုင်အောင်ဖြစ်စေပါတယ်